်မင်္ဂလာပါကျမတော်ငုခတ်တာပါ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်အင်အားပြင်းစကိုင်းကလင်ကြီးတက်ရောက်ခဲ့တဲ့ area မှာနေထိုင်ကြတဲ့အလုသမား3တန်းခွဲလောက်ဟာနေ့စဉ် American Dollar 36.8တန်းလောက်ဝင်ငွေဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရတယ်လို့အပြည်ပြည်ဆိုင်ရာအလုသမားအဖွဲ့ ILO ကခန့်မှန်းထားပါတယ် အာယလိုသူရိတနာအရာဒီဒေတာကအလုတ်သမားတွေအလုတ်ပြန်မလုံနိုင်ဘူးဆိုရင်ဒါမှမဟုတ်တခြားနေရာမှာအလုတ်စ်မရှာနိုင်ဘူးဆိုရင်တစ်နှစ်ကိုစုစုပေါင်းဝင်ငွေအမေရိကန်ဒေါ်လာ6.6ဘီလီယံအထိရောကျသွားနိုင်တယ်လို့မှန်းထားပါဗျ။မြန်မာနိုင်ငံမှာထိရောက်တဲ့လူမှုကာကွယ်စနစ်မရှိတဲ့အတွက်လူသားချင်းစာနာမှုအနေနဲ့အရေးပေါ်ငွေသားထောက်ပံ့မှုမျိုးအလင်းမြန်လိုအပ်နေရလို့အယလိုကသုံးသပ်ပါတယ် အင်အားရစ်တာစကေ9.9အဆင့်ရှိတဲ့ငလင်ကြီးမလောက်ခတ်ခင်ကလေးကမန္တလေးမြို့ဟာစက်မှုကုန်ထုတ်လုပ်မှုရော့ကျလာမှုလုံသားအင်အားစုပါဝင်မှုရော့ချခရမှုတွေကြောင့်စည်ရဲမွေးတင်မှုတုံးတိုးဝှမှုအမြင့်ဆုံးနေရာဖြစ်ခဲ့တယ်လို့လည်းအာရလောကသုံးသပ်ထားပါတယ်ရှင်။ ကချင်လူလည်ရေးအဖွဲ့ KNO KIA ဥက္ကဋ္ဌဟောင်းအသက်89နှစ်အရွယ်ဦးလက်ညောဆောင် ဟာရာဟောင်းမေလ15ရက်နေ့မနက်9:15မိနစ်ကကာလရှိကြနာမကျန်းဖြစ်ပြီးလိုက်စာမှာကွယ်လွန်သွားပြီလို့ဒေသခံတွေနဲ့ KIA နဲ့နှိစက်သူတွေစီကသိရပါဗျာ။ ဒေသခံအမျိုးသားတယောက်က KIO KIA ဥက္ကဋ္ဌဟောင်းဦးလညော်ဆောင်ဟာရာကွယ်လွန်သွားပါပြီ အသက်လဲကြီးနေပြီ နာမကျန်းဖြစ်နေတာလဲကြာပါပြီ KIO KIA ဥက္ကဋ္ဌရာထူးကနေအနားယူတာကတော့အရှင်းနှစ်လောက်ရှိပါပြီလို့ပြောခဲ့ပါတယ် ။လိုင်စာရက်ွက်တက်မှနေထိုင်တာဖြစ်ပြီးလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ခန့်ကတည်းကဥက္ကဋ္ဌကြီးကနာမကျန်းဖြစ်နေခဲ့တယ်လို့သိရပါဗျ။သူဟာ1960ပြည့်နှစ်မှာရန်ကုန်တက္ကသိုလ်ကနေဖွဲ့ရရှိခဲ့တာဖြစ်ပြီး1964ခုနှစ်မှာ KIA တက်ဖွဲ့တဲ့စတင်ဝင်ရောက်ခဲ့သူပါဗျ။ ်ခရိုင်ဦးခရိုင်ဥက္ကဋ္ဌပိုးချုပ်လမုံတူကြွိုင်းကွယ်လွန်သွားပြီးရဲ့နောက်မှာ2006ခုနှစ်ဇူလိုင်လကနေ2018ခုနှစ်ဒီဇင်ဘာလအထိခရိုင်ဦးခရိုင်ရဲ့ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ခဲ့က2018ဇန်နဝါရီလ2ရက်နေ့ကမှခရိုင်ဦးခရိုင်ရဲ့ဥက္ကဋ္ဌရာတို့ကိုပိုးချုပ်ကြီးအင်ဘန်လကိုလွှဲပြောင်းပေးခဲ့တယ်လို့လည်းသိရပါတယ်ရှင် စစ်ကောင်စီရဲ့ဖမ်းဆီးထောင်ချခံထားရတဲ့အလို့သမားခေါင်းဆောင်ကိုတက်နှင်းအောင်နဲ့ဆက်သွယ်ပြတ်တောက်နေတာကြောင့်စိုးရင်စရာအခြေအနေဖြစ်နေတယ်လို့မြန်မာနိုင်ငံဆက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလို့သမားတမကများအဖွဲ့ချုပ်ကအရေးပေါ်ကြေညာချက်အနေနဲ့ထုတ်ပြန်ပါတယ်။ MICF TUSF ရဲ့အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်တဲ့ကိုသက်နှင်းအောင်ကိုစစ်ကောင်စီက2021ခုနှစ်ဇွန်လမှာမတရားအသင်းဆက်သွယ်မှုနဲ့ထောင်နှစ်နှစ်နဲ့ငွေတန်းကျပ်2000ချခဲ့တာဖြစ်ပါတယ်။2023ခုနှစ်ဇွန်လမှာလွတ်ရစေလို့လွှတ်ပေးလိုက်ပေမဲ့ထောင်ပြင်ပမရောက်ခင်မှာပြန်ဖမ်းဆီးကရန်ကုန်စစ်ခုံရုံးကနေအလုတ်ကျန်းနဲ့ထောင်9နှစ်ချမှတ်ထားတာဖြစ်ပါတယ်။ ကိုတနင်းအောင်အနေနဲ့ကျမ်းမရဲ့အခြေအနေကြောင့်ဆေးဆွဲတောက်နေရသူတအုပ်ဖြစ်ပြီးအခုလိုကာလရှည်တိုက်ပိတ်ခံရတာအဆက်အသွယ်ဖြတ်ခံရတာတွေနဲ့ပတ်သက်လို့စိုးရိမ်ထိတ်လန့်နေရတယ်လို့ MICF TUSF ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ရှင်တဲရုံမြို့ဝမ်တွင်းမြို့နဲ့ကြောက်စဲမြို့တွေမှာငလင်တန်တဲ့ပြည်သူတွေကိုစစ်ကောင်စီနဲ့အလှရှင်တွေကထောက်ပံ့လူဒန်းတာတွေရှိနေပေမဲ့ပြန်လည်ထူထောင်ရေးမဆနိုင်သေးဘူးလို့လူမှုကွန်ရက်ဆေးအသင်းတာဝန်ရှိသူကပြောပါရယ်။အောင်ခံတဲ့တင်ပြပို့ထားပါရယ်ရှင်။ စကိုင်းတိုင်းကိုပိုပြီးလှုပ်ခတ်ခဲ့တယ်ငလင်းကြောင့်ထိခိုက်ပျက်စီးခဲ့တယ်မန္လေးတိုင်းတဲလုံးမြို့နဲ့ဝန်ထင်းမြို့တွေမှာနေဆောက်ဦးစစ်ရုံပေါင်း320လုံးပူကျပျက်စီးခဲ့ပါတယ်မြင်းငလင်းလှုပ်ခတ်မှုကြောင့်တေဆုံးသူ100ကျော်နဲ့ဒဏ်ရာသူ80ကျော်ရှိခဲ့ပါတယ်ဒါအပြင်မြို့နယ်တွင်းကဖျားစီသည်ကျောင်းပေါင်း200နီးပါးနဲ့ဗလီဖျားကျောင်း၄လုံးပူကျပျက်စီးခဲ့ပါတယ်စစ်ကောင်စီကငလင်းနယ်မြောက်တေဆုံးသူကို3သိန်းထိခိုက်ဒဏ်ရာသူကို9000ထောက်ပံ့တာတွေရှိပါတယ် ဒါသာနိုင်မှာတော့ညီလေးဒါသာနိုင်မှာကူတူကိုဘာမှကိုမလုံးနိုင်ဘူးလေဒါတော့မကုန်းဆိုလေတိန်တီးရဝင်းနေတယ်လို့ပြပါကြလေလောက်ကူမရဘူး and the potential is also all about india and the year that we are probably the tone long year that we are not allowed to the tamu we are probably the part of the movie the deal is the door of the na bo tamu lu dan ba all all of the design how long how long is the plan am going to be so အဲ့ဒါစပါးကဘာလဲဒီဘလုံးလေဒီလိုလဲရတော့ဝဂဝဲဝါချီရလေးကောင်ချီရပဲနေလက်ရှိမှာလဲဝန်ကြီးမျိုးကငလင်နယ်နဲ့ပြည်သူတွေဟာတောက်သုံးရီအတွက်စီပင်ရေမရရှိတာကြောင့်ရေကိုဝဲယူသုံးဆွဲနေရတယ်လို့လူမှုကွန်ရက်အသင်းတာဝန်ရှိသူတွေကပြောပါတယ်ဘူရိုဒီမျိုးမှာလည်းလောစီပင်ရေတို့လောလာတယ်ငါကစီပင်ရေမရပြန်ဘူးဘယ်လိုလဲကောကမနာတော့ဘော ဘယ်လိုဘယ်လိုလုပ်ရမလဲဆိုတာလေဘယ်လိုပြောမလဲဘူဘူတို့ဒီအမတ်ပြည်နာမည်ရောက်ဆိုလို့ကျင်းလုံးလုံးရေးမရဘူးရေးပွဲသုံးနေရတာပေါ့အဲအဲအဲတော့ခါတော့သူပြင်းပြင်းနေတယ်ဒါအပြင်စကိုင်းတိုင်းကိုပို့ပြူပြီးလုတ်ခတ်ခဲ့တယ်ငလင်းကြောင်ကြောက်ဆယ်မြို့မှာ နေအိမ်ဆောင်ဦး149လုံးဟာလုံးဝပြိုကျခဲ့ပြီးဒီမျိုးလုံးကြီးဘာထိခိုက်ပျက်စီးခဲ့ပါတယ်ကြောက်ဆယ်မြို့မှာငလင်းတိုင်းကြောင်တေဆုံးသူ108ယောက်ဒဏ်ရာရသူ900ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ် ငလင်နယ်နှင့်ပြည်သူတွေဟာပြည်လည်ထူထောင်ရေးအတွက်ချိန်ယူလို့ဆောင်ရောက်မှာလို့လူမှုကွန်ရက်တင်တာဝန်ရှိသူကပြောပါတယ်။ပြည်လည်ထူထောင်ရေးကအချိန်တော့ယူရမှာစတော့သူသူတို့လည်းဟိုဟာအရှုပ်ရွာလေးရွာတော့အိမ်ကြီးပိုင်းစောက်ပြရပိုင်းရပြီ။ဒါမျိုးပေါ်မှာတော့တိုက်တာကြီးရကြတော့အဲ့ဒါကြတော့လောရရသူတို့ကလည်းမထူထောင်နိုင်သေးဘူးပေါ့။အင်းဟိုပြပြပြရတာပေါ့ပြနိုင်ပြနိုင်ရပြီးဆက်ရတော့ပါပေါ့။ဒါခါလုံးမှာများလိုက်ကြောရအောင်တော့ဆက်ကြရတာပေါ့။ ဟာသူတို့အဲဒီကားဆိုလည်းပြန်လဲထူထောင်ရေးဆိုတော့သူတို့ပြန်ပြန်လုံနေကြရောဗျာသူတို့ကြလဲမိုးကရိုက်ရွာမှာဆိုတော့မိုးကြတော့မှဆိုတော့မိုးမိုးချောက်လေးချောက်မှပဲပြန်ဆောင်တော့မှာပေါ့အဲ့လိုမျိုးပေါ့မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလောက်ခတ်မှုကြောင့်စုစုပေါင်းသေဆုံးသူအရေအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာသူ11000ကျော်ငလင်မေးတဲ့သူ39000ကျော်ရှိခဲ့ပြီးနေအဆောက်5000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ် DBB ကဧပြီလ16ရက်နေ့သည်စူးစိရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်။ကျွန်တော်အောင်ခံပါမယ်။ TVO မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ကခတ်တာပါ